်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်တက်ကုန်းအမြလန်ဂိတ်ကိုတက်ကုန်း PDF ဖွင့်ရောက်တိုက်ခိုက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးစစ်ဗိုလ်တအူးဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်ဒီပြီးတော့ကောင်စီနယ်မြေတက်ကုန်းမြို့နယ်ရှိရန်ကုန်မန္တလေးအမြန်လမ်းမပေါ်တွင်တည်ရှိသည့်စစ်ကော်မရှင်ခိတ်ဆက်ခန်းကိုဒေါ်လာရေးတပ်ဖွဲ့မှဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ရန်ကုန်မန္တလေးအမြန်လန်မိုင်းတိုင်အမှတ်239ရှိလေးခတတာစစ်ကော်မရှင်ခိတ်စခန်းကိုပြီးခဲ့တဲ့နိုဝင်ဘာ17ရက်နေ့ည9:45မိနစ်တွင်နေပြည်တော်တပ်ကုံ PDF အမှန်803မှာရဲဘော်များကအပြောက်ကြားနှင့်ဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။တိုက်ပွဲကြချိန်30မိနစ်အတွင်းစစ်ကော်မရှင်တပ်မှတပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးဗိုလ်ကြီးအဆင့်ရှိသူတအူးဒဏ်ရာပြင်းထန်၍ဇေယုံသို့ပို့ဆောင်ကူတာထားရကြောင်းတရင်အမှတ်803မှာထုတ်ပြန်ထားပါသည်။ လင်ကစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့်အမြန်လန်းအနောက်ဖက်ခြမ်းရှိတိရွာများကိုစစ်ကော်မရှင်ဘက်မှစစ်ကြောင်းထိုးဝင်ရောက်နေကြောင်းဒေသခံသတင်းရင်းမြစ်များထံမှသိရပါတယ်။ PDF တပ်ရင်းအမှတ်803မှလည်းစစ်ကော်မရှင်စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့်ကျေးရွာနေပြည်သူများအနေဖြင့်စစ်ရေးသတိဖြင့်နေထိုင်သွားလာကြရန်ထုတ်ပြန်သတိပေးထားပါတယ်။ဆက်လက်ပြီးစစ်တပ်ကဘာသာရေးအဆောက်အအုံယာနေချီဖျက်ဆီးခဲ့ကြောင်းဗာတီကန်သတင်းဌာနဖော်ပြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အနာသိမ့်ပြီးနောက်ပိုင်းမြန်မာစစ်တပ်ဟာဘာသာရေးနေမည်နဲ့အဆောက်အုံတွေယာနဲ့ချီဖြက်စီးပစ်ခဲ့ပြီးဖြစ်တယ်လို့ဗာတီကန်ခြေဆိုင်သတင်းဌာနဖိစ်ကဖော်ပြခဲ့ပါတယ်။နိုဝင်ဘာ17ရက်နေ့သတင်းကြေညာချက်ထဲမှာတော့အနာသိမ့်ပြီးနောက်ပိုင်းဖျားကြောင်တွေဖုံကြီးကြောင်တွေဗလီတွေဝိပြုဆောင်တွေစုစုပေါင်း200ကျော်ဟာထိခိုက်တာအလုံးစုံဖြက်စီးတာပြီးကြုံခဲ့တယ်လို့ဖော်ရှိခဲ့ပါတယ်။တချို့ဘာသာရေးအဆောက်အုံတွေမှာလူရဲမှုတွေလည်းခံခဲ့ရပါတယ်။ ဖြစ်စဉ်အများစုရဲ့လက်သက်တရက်ခန့်ဟာအာနာသိန်းစစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေဆိုတာအတည်ပြုထားနိုင်ကြောင်းပြည်တွင်းကသတင်းရင်းမြစ်တအူက FC ပြောကြားခဲ့ပါတယ်။ဘာသာရေးနေမြေတွေအဆောက်အုံတွေဖျက်ဆီးခံရတဲ့ဖြစ်စဉ်တွေကိုသကိုင်းတိုင်းမကွေတိုင်းချင်းပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာအ धिक ကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီဒေသတွေမှာစစ်တပ်ကအယက်သားဧရိယာတွေကိုပါမရှောင်ဘဲလက်နက်ကြီးပစ်ခတ်မှုတွေ၊လေကြောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်နေတာကြောင့်ထိခိုက်ပျက်စီးမှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်နေပါတယ်။လွန်ခဲ့တဲ့9နှစ်တာအတွင်းအာနာသိန်းစစ်တပ်ဟာ ဘာသာရေးအဆောက်အုံတွေတာမကပဲကျန်းမာရေးလူမှုရေးပညာရေးဆိုင်ရာအဆောက်အုံတွေကိုပါတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ် face ဟာအခုတရင်အတွက်ခရီးရန်ဘုံကြီးကျောင်းတွေသာသနာပြုဝင်တဲ့တွေကက်သလစ်ခရီးရန်ဘာသာဝင်တွေမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာ IIMM နဲ့မြန်မာ Westnet လို့လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုအဖွဲ့အစည်းတွေစီကအချက်လက်တွေကိုရယူခဲ့ပါတယ် အာနာသိမ့်မှုနောက်ဆက်တွဲပြည်တွင်းစစ်ကာလအတွင်းဘာသာရေးအတိုက်အဝန်းတွေမှာထိခိုက်မှုတွေဘလောက်ကြီးမားခဲ့တယ်လဲဆိုတာကိုလည်းကက်သလစ်အဖွဲ့အစည်းတွေကအသေးစိတ်စည်ရင်ကောက်ခံမှုတွေရှိနေတယ်လို့သိရပါတယ်။ဘာသာရေးအဆောက်အုံတွေတာမကပဲစေယုံစေကန်နဲ့အခမဲ့စေကူကန်တွေအပါအဝင်ချမ်းမကြီးစောင့်ရှောက်မှုအဆောက်အုံပေါင်း400ကျော်ဟာလဲစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကိုကြုံခဲ့ရကြောင်း Fees ကဆိုပါတယ်။ကျောင်းပေါင်း240ကျော်ဟာလေစစ်တရဲ့ဒီကျောင်းတိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးထောင်ပေါင်းချီတဲ့ကလေးတွေရဲ့ပညာသင်ကြားခွင့်တွေဆုံးရှုံးခဲ့ရတယ်လို့ FISET သတင်းမှဖော်ပြထားပါတယ် အဲ့ဒီလိုအဖက်ဖက်ကနှစ်နာဆုံးရှုံးမှုတွေကိုတော်လန်ရေးအားကောင်းရာချင်းပြည်နယ်ကရင်ပြည်နယ်နဲ့ကချင်ပြည်နယ်တွေကခရစ်ယာန်လူအဖွဲ့အစည်းအများပြားလဲတက်ရောက်ခန်းစားခဲ့ရကြောင်းသိရပါတယ်။ဆက်လက်ပြီးဆလင်းမြို့ရွှေပွင့်ဖြူကားဂိတ်တွင်မန္တလေးမြို့သို့သွားရောက်မိခရီးသွားလူငယ်6ဦးကိုစစ်တပ်ကစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မကွေးတိုင်းဆက်လင်းမြို့ပေါ်ရွှေပွင့်ဖြူကာကိတ်တွင်မန္တလေးမြို့သို့သွားရောက်မိခရီးသွားလူငယ်၆ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းပြည်သူညီနောင်ဆက်လင်းသတင်းတာဝန်ခံကိုပြည်သူကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ17ရက်နေ့ဆက်လင်းမြို့ပေါ်ရှိရွှေပွင့်ဖြူကာကိတ်တွင်မန္တလေးမြို့သို့သွားရောက်မိလူငယ်၆ဦးကိုအကြမ်းဖက်စစ်သားများကစောင့်ကြည့်ပြီးပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းထို့သောပေါ်တာဆွဲဖမ်းဆီးခံရသောလူငယ်၆ဦးမှအသက်25နှစ်မှအသက်35နှစ်ဝန်းကျင်ရှိသူများဖြစ်ကြောင်း ထိုလူငယ်များသည်ဆလင်းမြို့နယ်ရှိကျေးရွာများတွင်နေထိုင်သူများဖြစ်ပြီးမန္တလေးမြို့သို့သွားရောက်အလုပ်လုပ်ကိုင်မိသူများဖြစ်ကြောင်းသိရပါသည်။လက်ရှိချိန်တွင်ပေါ်တာဆွဲဖမ်းဆီးခံရသောလူငယ်များကိုအကြံဖတ်စစ်တပ်ကဆလင်းမြို့ပေါ်ရှိခလာရ254တပ်ရင်းတဲသို့ခေါ်ဆောင်ထားကြောင်းမိသားစုဝင်များနှင့်လည်းအဆက်အသွယ်မရရှိသေးကြောင်းသိရပါသည်။စစ်ကွေးတွေပေါ်တာဆွဲတဲ့လူငယ်6ဦးကမန္တလေးဘက်ကိုထွက်မဲ့ကားပေါ်ကိုလိုက်ပါမဲ့သူတွေပါ။ မန္တလေးကိုမထွက်ခင်မှာပဲရွှေပွင့်ဖြူကားဂိတ်မှာစေခွေးတွေပေါ်တာဆွဲတာကိုခံရတာပါလူငယ်6ဦးကတော့ဆက်လင်းမြို့နယ်တဲကကြေးပါကလူငယ်6ဦးပါအသက်အရွယ်ကတော့ခမ်းမန်းချင်အသက်25နှစ်အရွယ်ကနေအသက်40နှစ်အတွင်းရှိတယ်လို့ကြားရပါတယ်လက်ရှိမှာစေခွေးတွေကလူငယ်6ဦးကိုပတ်စံနဲ့ပြန်ရွေးခိုင်းတာမျိုးတော့အဲ့ဒီလိုတော့မသိရသေးဘူးလက်ရှိမှာစေခွေးတွေဖမ်းဆီးသွားတဲ့လူငယ်6ဦးကို254တရင်တွေခေါ်ဆောင်သွားတယ်လို့သိရတယ်ဟုပြည်သူညီနောင်ဆက်လင်းသတင်းတာဝန်ခံကိုပြည်သူကပြောဆိုပါတယ် အလားတူအော်တိုဘားလ29ရက်နေ့ကလည်းစလင်းမြို့နယ်နဲ့စင်ဖြူကျွန်းမြို့နယ်ရှိကျေးရွာများမှာကျောင်းသားလူငယ်လေးဦးကိုစလင်းစင်ဖြူကျွန်းလမ်းပိုင်းရှိစစ်စေးရိတ်ဂိတ်တွင်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်းပေါ်တာဆွဲဖမ်းဆီးခံရသောကျောင်းသားလူငယ်လေးဦးအနက်ကျောင်းသား၃ဦးမှာစလင်းမြို့နယ်တောစိန်ကျေးရွာမှဖြစ်ကြောင်းကျန်ကျောင်းသား၁ဦးမှမူစင်ဖြူကျွန်းမြို့နယ်မှဖြစ်ကြောင်းကျောင်းသားလူငယ်လေးဦးစလုံးမှာအသက်၁၆နှစ်အရွယ်၉တန်းကျောင်းသားများဖြစ်ပြီးစစ်မှုထမ်းတင်တန်းကျောင်းသို့ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြီးမင်္ဂလာတုံဘွာရလက်တောတိုက်ရက်ွက်အုတ်ချုပ်ရည်မှုဦးအေးမြင့်နှင့်အဖွဲ့ကနေအိမ်ပေါ်တက်၍လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးကြောက်စဲတွင်အလုသွားသည့်လူငယ်ရှိဦးကိုထွေအုံနှင့်စစ်တပ်ကခိတ်ချဖမ်းဆီးပြီးစစ်မှုထမ်းတင်နန်းကြောင့်ပို့မည်ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်ဝါရလက်တော်တိုက်ရက်ွက်တွင်အေဇင်စစ်မီဆိုကရက်ွက်အုပ်ချုပ်ရေးမှုဦးအေးမြင့်နှင့်ရာအိမ်မှုများကလူငယ်များကိုနေအိမ်ပေါ်ထိတိုက်ပြီးဖမ်းဆီးပေါ်တာဆွဲမှုများလှုပ်ဆောင်နေကြောင်းဖမ်းဆီးခံရသောလူငယ်တချို့၏ဆွေမျိုးသားချင်းများကသတင်းဌာနကိုပြောကြားပါသည်နိုဝင်ဘာလ9ရက်နေ့ည7:00နာရီဝန်းကျင်အချိန်ဝါရလက်တော်တိုက်ရက်ွက်အတွင်အစီရင်စစ်မီဟုဆိုပြီးရက်ွက်အုပ်ချုပ်ရေးမှူးအေးမြင့်နှင့်အဖွဲ့ကလူငယ်များကိုနေအိမ်ပေါ်တိုက်ပြီးပေါ်တာဆွဲဖမ်းဆီးကြောင်း ရင်းနောက်စစ်စည်းမိဟုဆိုကရက်ွက်ယုံတို့ခေါ်သွားပြီးနောက်နောက်တနေ့နနက်ပိုင်းတွင်စစ်မှုတန်းစုဆောင်ရေးတပ်များတို့ပို့လိုက်ကြောင်းသိရပါတယ်။အုတ်ကြီးကသူနဲ့မတည့်တဲ့အိမ်၊သူနဲ့အဆင်မပြေတဲ့အိမ်တွေကိုအစီရင်ဆိုပြီးလူငယ်တွေကိုတပ်ဖမ်းတာပြီးတော့စစ်မေးစရာရှိလို့ဆိုပြီးနောက်နေ့စစ်မှုတန်းတင်တန်းကြောင်းပို့တာပဲ။ဖမ်းခတ်ရတဲ့လူငယ်တွေရဲ့မိသားစုဝင်တွေကအနောက်ကနေလိုက်ထုတ်ဖို့လုပ်တော့လေအဆက်အသွယ်မခံပဲစစ်ထဲပို့တယ်ဟုရက်ွက်နေပြည်သူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။ ရှင်ပြင်းမင်္ဂလာတောင်မြို့နယ်ဝါယာလက်တော်တိုက်ဓမ္မရိတ်တာရက်ွက်အုပ်ချုပ်ရေးမှုဦးအေးမြင့်ရဲ့အဖွဲ့ကစစ်မှုရန်တပ်သားများလုံလောက်စွာရရှိသွားခြင်းတွင်လူငယ်များကိုဖမ်းဆီး၍တအူးလက်ရဲ့ငွေကျပ်390ဖြင့်ရွေးခိုင်းကြောင်းလာမရွေးနိုင်သောလူငယ်များကိုအခြားသောရက်ွက်များထံသို့စစ်မှုထမ်းလူစားတို့အဖြစ်တအူးလျင်ငွေကျပ်380ဖြင့်ရောင်းချကြောင်းသိရပါသည်။အလားတူမန္တလေးတိုင်းကြောက်စင်မြို့နယ်တန်ရွာတိုက်နယ်တွင်လည်းအလုတ်သွားသည့်လူငယ်ရှိအုပ်ကိုမြို့နယ်ထွေးအုပ်နှင့်စစ်တပ်ကခိတ်ချဖမ်းဆီးသွားပြီးစစ်မှုထမ်းတင်နန်းကြောင်ဖို့ရန် ဖန်စီချုံနောက်ထားကြောင်းဖန်စီခံရသောလူငယ်များ၏မိဘဆွေမျိုးများကတရင်ထဏာကိုပြောကြားပါတယ်။နိုဝင်ဘာလ12ရက်နေ့ကြောက်စင်မျိုးနဲ့တန်ရွာတိုက်နယ်မှာလူငယ်များဖြစ်ကြသည့်မောင်တပ်စင်အောင်မောင်သက်ထွန်းအောင်မောင်ထွန်းထွန်းမောင်ဝေရံမှုတို့ပါဝင်သောလူငယ်လေးဦးနှင့်အနောက်ငယ်တို့ရွာမှမောင်ဆိုင်မင်ခန့်မောင်စင်မျိုးတန်မောင်မျိုးကျော်ခအာရှတို့ပါဝင်သောလူငယ်၃ဦးနှင့် အင်းရောင်ကျေးရွာမှမောင်တပ်ဦးညီညီအပါဝင်စုစုပေါင်းလူငယ်ရှစ်ဦးကိုအလုသွားစဉ်နှစ်နှစ်ပိုင်ကြောက်စဲမျိုးနဲ့ထွေအုပ်နှင့်စစ်တပ်ကလမ်းဂိတ်ချပြီးဖမ်းဆီးသွားကြောင်းအဆိုပါလူငယ်ရှစ်ဦးစလုံးကိုစစ်မှုရန်အပတ်စဉ်၁၉တို့ပို့ဆောင်ရန်ဖမ်းဆီးထုတ်နောက်ထားကြောင်းသိရပါတယ်။မိဘတွေအားလုံးစိုးရိမ်ပူပန်နေပါတယ်။လူငယ်တွေအားလုံးကိုကြောက်စဲထွေအုပ်ရုံးအတွင်ဖမ်းဆီးထုတ်နောက်ထားပါတယ်။နိုဝင်ဘာလ14ရက်နေ့ဒီနေ့မှာစစ်မှုရန်တင်နန်းချောင်းကိုပို့ဆောင်မယ်လို့သိရပါဗျ။ကိုကြီးကယ်ဆယ်ပေးကြပါအောင်ဟုလူငယ်တအူးမိခင်ဖြစ်သူကပြောဆိုပါဗျ။ စစ်တပ်က2024ခုနှစ်မေလမှစတင်၍စစ်မှုရန်တင်နှံများကိုလှဆင်ဖွင့်လှစ်ခဲ့ပြီးယခုအခါစစ်မှုရန်တင်နှံအပတ်စဉ်19ရက်ရောက်ရှိနေပြီဖြစ်ပါတယ်